ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းအစိုးရကအထောက်အထားမရှိတဲ့သူတွေကိုတရားဝင်အလုပ်လုပ်ခွင့်အတွက်ဗတ်အသစ်ရိုက်ပေးမယ့်အစီအစဉ်ရပ်ဆန့်လိုက်တဲ့နေ့မှာပဲစမော့ဆိုင်ကုန်းခရိုင်မှာဗတ်ရိုက်ဖို့စောင့်နေတဲ့မြန်မာအလုပ်သမားတရားကျော်ဟာ ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းအစိုးရဟာအထောက်အထားမရှိတဲ့သူတွေအတွက်အော်တိုဘာလ15ရက်နေ့ကနေအော်တိုဘာလ29ရက်နေ့အတွင်းဘတ်အသက်လုံပေးဖို့စီစဉ်ထားတဲ့လုပ်ငန်းစဉ်ကိုယာယီရဆိုင်းလိုက်တယ်လို့ထိုင်းလုံသမားရေးဝန်ကြီးဌာနကအော်တိုဘာလ16ရက်နေ့မှာကြေညာလိုက်ပါတယ်။ထိုင်းကမ္ဘောဒီးယားနယ်စပ်ပြဿနာတွေကြောင့်ဘတ်အသက်ရိုက်ပေးဖို့လုပ်ငန်းစဉ်ကိုယာယီရွှေ့ဆိုင်းလိုက်တာလို့အကြောင်းပြထားပါတယ်။ဒါပေမဲ့ဘယ်အချိန်မှာ ဘက်ရိုက်ပေးမဲ့လုပ်ငန်းစဉ်ကိုပြန်ဆမယ်ဆိုတာကိုတော့ထုတ်ပြန်ချက်မှာဖော်ပြမထားဘူးလို့သိရပါတယ်။ခိုင်းဆိုရကဘက်အစ်စ်ရိုက်ပေးဖို့ရွှေဆိုင်ကြောင်ကြေညာခဲ့တဲ့မနေ့ကပဲစမုတ်စခွန်ခရိုင်က ခော့ခမ်အရက်မှာဗတ်တရိုက်ဖို့စောင့်နေတဲ့မြန်မာအလို့သမား102ဦးဟာအဖွဲ့ဆောင်ပါတဲ့ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။လက်တလောထိုင်းနိုင်ငံမှာဗတ်အတိရိုက်ဖို့စောင့်ဆိုင်းနေတဲ့မြန်မာတွေတိမ့်ချီရှိနိုင်တယ်လို့ထိုင်းနိုင်ငံတောင်ပိုင်းအခြေစားပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး Foundation FED ကဒါရိုက်တာဦးထူးချစ်ကခန့်မှန်းထားပါတယ်။မနေ့ကပဲမြန်မာတွေအယောက်တရာကျော်ဖမ်းခံလိုက်ရပါတယ်။ ဘက်ရိုက်မပေးခင်ကြားမှာတော့အဖမ်းအဆီးတွေပိုချက်မယ်ရွှေဆိုင်တယ်လို့ပြောတာဘယ်အချိန်ပြန်ဆမယ်ဆိုတာမပါတော့ဘလောက်ကြာမယ်ဆိုတာခံမှန်းရခက်ပါတယ်ကယူဆိုင်နေထိုင်ကြဖို့ပြောချင်ပါတယ်လို့ဥထုချစ်ကအကြံပြုထားပါတယ်မြန်မာလူ့သမားတရားကျော်ဖမ်းဆီးခံရတာဟာပွဲစားတွေကြောင့်ဖြစ်တာလို့ထိုင်းရောက်မြန်မာလူ့သမားရေးဆောင်ရွက်ပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ရဲ့ဦးဆောင်တာဝန်ကကိုရဲမင်းကပြောပြထားပါတယ်သူတို့လူတင်ထားတဲ့မြန်မာပွဲစားအချင်းချင်း အဝေးမတက်မနာလိုဖြစ်ကြပြီးတော့ဘွဲစားတယောက်ကနေရာအတိကျနဲ့ထိုင်းလာဝကမှာတိုင်လို့မဖြစ်မနေဝင်ဖမ်းရတာလို့ဖမ်းဆီးခံရတဲ့အကြောင်းရင်းကိုကိုရဲမင်းကရှင်းပြထားပါဗျ။အခုလိုမျိုးဖမ်းဆီးခံလိုက်ရတဲ့သူတွေကိုဘွဲစားတွေဘက်ကဘာမှတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးလို့ကိုရဲမင်းကပြောပါတယ်။အဓိကကဘွဲစားတွေရဲ့ဆက်နက်ပဲဗျ။ဒီကောင်တွေကမြန်မာပြည်ကလူတွေကိုခေါ်တယ်ပြီးတော့ဒီမှာအလုတ်သွင်းမိမယ်ဘက်ရိုက်ပေးမယ်ဆိုပြီးစီးယုံတယ်ပြီးရင်သိန်း80 80အဲ့ဒီလူတွေယူထားတာလို့ပြောပြထားပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေကပြည်တွင်းမှာနေလို့မရတာကြောင့်အတွေးတင်ခံပြီးတော့လာရောက်သူတွေများပြားတယ်လို့သူကရှင်းပြထားပါဗျ။ထိုင်းဆိုရဟာနိုင်ငံအတွင်းမှာတရားမဝင်လာရောက်တဲ့သူတွေအများပြားရှိလာခြင်းနဲ့လုပ်ငန်းခွင်တွေမှာလုံသားလိုအပ်ချက်တွေအများအထောက်အထားမရှိတဲ့သူတွေကိုတရားဝင်အလုပ်လုပ်ခွင့်ရအောင်နှိမ့်စင်ဗတ်ရိုက်ပေးတာတွေပြုလုပ်လို့ရှိပါတယ်ဒီနေ့ထဲမှာပဲဗတ်ရိုက်တဲ့လုပ်ငန်းစဉ်တစ်ကြိမ်လုပ်ခဲ့ပြီးပါပြီအခုတစ်ကြိမ်ဟာဒုတိယအကြိမ်လုပ်ပေးတာဖြစ်ပါတယ်အဲ့ဒီလိုဗတ်အသစ်ရိုက်ပေးတာကိုပန်းရောင်ကတ်လုပ်ပေးတယ်လို့ခေါ်ပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာလုပ်ငန်းတွေရပ်ဆိုင်းကုန်တာစီးပွားရေးကျတဲလာတာတွေကြောင့်အလုပ်ကန်ရှားပါတာစစ်မှုထမ်းဥပဒေကြောင့်လူငယ်တွေမနေရတာနဲ့နိုင်ငံရေးလှုပ်ဆောင်မှုတွေကြောင့်လူငယ်အများပြားဟာထိုင်းနိုင်ငံအတွင်းကိုအလုံးရင်းနဲ့ဝင်ရောက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ